နိုဝင်ဘာလ23ရက်နေ့ကနေ19ရက်နေ့အတွင်းစိုးမိုးတဲ့ကနန်းတွေကတော့၈ကနန်းရယ်၄ကနန်းရယ်၂ကနန်းရယ်စိုးမိုးပါတယ်အဲ့တော့နိုဝင်ဘာလထီထိုးလို့ကောင်းတဲ့ရက်တွေကလေဒီကာလမှာသိမ့်မရှိဘူးသီလားเนาะဒါပေမဲ့နိုဝင်ဘာလ14ရက်နေ့ကထီထိုးလို့ကောင်းတယ်နိုဝင်ဘာလ19ရက်နေ့က ထီထိုးလို့ကောင်းနေပေါ့နော်အဲ့တော့တကယ်တော့ထိုင်းထီထိုးမယ်ဆိုရင်နိုဝင်ဘာလ14ရက်နေ့ကထီထိုးလို့ကောင်းနေနေဖြစ်တယ်ပေါ့နော်ဒါလေးကိုလည်းเนาะဒါထီထိုးခြင်းနဲ့လူတွေเนาะထီပေါက်ကန်ရှိကြပါတယ်တော်တော်များများမှာအခုလိုကြာသတိအပြောင်းလဲဖြစ်နေတဲ့ကာလမှာဆိုလို့ရှိရင်တော့ထီပေါက်ကန်ကပို့ပြီးတော့လေဟိုတချို့လူတွေအတွက်เนาะထီကန်ပို့ကောင်းနိုင်เนาะအဲ့တော့ထီထိုးခြင်းနဲ့ဆိုရင်အဲ့ဒီနံပါတ်လေးတွေကိုထိုးကြည့်ပါပေါ့နော် ကောင်းဆုံးကတော့လေထိပေါက်ဖို့အတွက်အကောင်းဆုံးကတော့ကိုယ့်ရဲ့နံပါတ်မွေးနံပါတ်ကအကောင်းဆုံးပဲเนาะဥမာ15ရက်နေ့မှာမွေးရဆိုရင်6ကနန်းသမားပေါ့เนาะအဲဒါကကိုယ့်ရဲ့ lucky number လို့လည်းခေါ်တယ်เนาะတသက်တာအတွက် number ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မွေးနေ့ရဲ့မွေးလာရဲ့မွေးတဲ့ခုနှစ်ရဲ့အားလုံးပေါင်းလိုက်ပေါင်းလိုက်ပြီးတော့တလုံးကနန်းတလုံးနဲ့ရအောင်ပေါင်းအဲ့ကနန်းဟာကိုယ့်အတွက်တသက်တာအကျိုးပေးမယ်ကနန်းပေါ့เนาะအဲ့တော့ جماعه ကအခုเนาะဒီ November လ 12ရက်နေ့နေပြီးတော့နိုဝင်ဘာလ18ရက်နေ့အတွင်းမှာเนาะနေ့လိုက်ဆောင်းရင်ဆောင်းရံနေကိုကျွန်မပြောပြပြောပြသွားပါမယ်เนาะနိုဝင်ဘာလ12ရက်နေ့ပေါ့เนาะနိုဝင်ဘာလ12ရက်နေ့ဟာဘာနေ့ကြတယ်လဲဆိုတော့ဗုဒ္ဓဘုရားနေ့ကြတယ်ပေါ့เนาะဗုဒ္ဓဘုရားနေ့ဟာเนาะအဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုံနဲ့เนาะစင်းရဲပင်မခြင်းကို ဖြစ်စေတဲ့ ရက်ခါတာယုတ်ရတဲ့နေ့ဖြစ်တယ်ပြောမယ်ဆိုလို့ရှင်တော့နေ့သိမ့်မကောင်းပါဘူး နော်မနေ့တနာရီနဲ့58မိနစ်ကနေပြီးတော့ည7နာရီအတွင်းဟာအမှောင်ကာလဖြစ်တယ်ပေါ့နော်အဲ့တော့အချိန်ခါမကောင်းပါဘူးပုံတစ်ခုနေ့စနေနေ့ကအချိန်ခါသိမကောင်းဘူးအဲ့တော့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့နော်ပုံတစ်ခုနေ့ကတိတ်ပြီးတော့အချိန်ခါမကောင်းတဲ့အတွက်ဂယူးဆိုင်ပါလို့ကျွန်မပြောချင်တယ်နော်အဲပုံတစ်ခုနေ့မှာမလှုပ်ဖဲနဲ့နောက်နေ့ကောင်းတဲ့နေ့မှာလှုပ်ပါလို့လည်းကျွန်မကတိုက်တွန်းချင်တယ်တကယ်လို့ အခုအင်ကာနေပေါ့နော်အင်ကာနေဆိုလို့ရှိရင်တော့ဒီမှာကျမတို့ရှိမှာတော့ဒီအဲ7ရက်နေ့ကျမတို့ရှိမှာတော့ဒါအင်ကာနေညဖြစ်ပြီနော်ဒီမှာဆိုလို့ရှိရင်တော့7ရက်နေ့ဖြစ်ပြီနော်အဲ့တော့ထားပါတော့7ရက်နေ့မှာလက်ပွင့်ကံပွင့်စီတွေအယောင်ကတော့အဖြူယောင်ဖြစ်ပါတယ်အရက်မျက်နှာနေနဲ့ဆိုရင်တော့အရှိမြောက်အရက်ဖြစ်ပါတယ်နော်ရွတ်ပွားပူဇော်ရမယ့်ခါတာကတော့တံပုတ်တီခါတာပဲဖြစ်ပါတယ် လူဒန်းမယ်ဆိုရင်တော့နဝင်းဆုံးလူဒန်းနိုင်ပါတယ်ဒါပေမဲ့အချိန်ကနေသွားပြီเนาะအဲ့ဒါကြောင့်အဲဒီနေ့မှာဆိုလို့ရှိရင်တော့เนาะအဲ40ခုနှစ်ရဲ့အဋိဌာန်လုပ်နေတဲ့လူတွေကတော့58ရဲ့အဋိဌာန်ကိုဆက်ပြီးတော့လုပ်ပါเนาะဒီနေ့မှစပြီးတော့ကံညက်နေတဲ့ထင်လို့เนาะရေဒီယာချိန်မယ်ဆိုရင်တော့မနေ့ဖြန်စပြီးတော့เนาะကျွန်မပြောတဲ့ရေဒီယာလေးကိုစောင့်ရင်းကြည့်ပါလို့ကျွန်မတိုက်တွန်းပါတယ်เนาะနိုဝင်ဘာလ23ရက်နေ့ကတော့ ချင်းမြင့်မြောက်စားခြင်းခံရတတ်တဲ့အမတယုံနဲ့ဥစ္စာပစ္စည်းတွေကိုဆုံးရှုံးစေတတ်တဲ့မုဒလာယုံရထားတဲ့နေ့ဖြစ်ပါတယ်။ရှောင်းရံအမောင်ကာလကတော့မနက်တနာရီ38မိနစ်ကနေပြီးတော့မနက်2နာရီနဲ့25မိနစ်အတွင်း အမောင်ကာလဖြစ်တယ်လို့နေ့တနာရီ30နာရီပြီးတော့ညနေ3နာရီအတွင်းကလည်းအမောင်ကာလဖြစ်တဲ့အတွက်အချိန်ခါမကောင်းပါဘူးเนาะအချိန်ခါမကောင်းတဲ့အတွက်အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့73ရက်နေကိုရှောင်ပါလို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်။ကံပွင့်လက်ပွင့်စီတဲ့အရာကတော့ အညိုရောင်ဖြစ်ပါတယ်เนาะအရက်မျက်နှာအနေနဲ့ဆိုရင်တော့အရှိရက်ဖြစ်ပါတယ်ရုပ်ပွားပူဇော်ရမယ်ခါတာကတော့ဂုံတော်ကွန်ချာဖြစ်ပါတယ်ဂုံတော်ကွန်ချာနဲ့ဓာရဏပရိတ်ကိုပူဇော်ပါလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကို လူတန်းမှာတကယ်လို့ကြာသပတေးသားသမီးတွေအနေနဲ့ဆိုရင်တော့မနေ့ဆက်မှာဒီကျမပြောရဲနော်ကိုကကိုကန်ညံ့နေတယ်လို့ယူဆရင်ကန်ညံ့နေကန်ပွင့်ရေရာကိုခြေလို့ရပါတယ်နော်နိုဝင်ဘာလ14ရက်နေ့ကတော့နော်မနေ့ပိုင်းမှာတော့ကာနယုတ်ရတယ်ကာနယုတ်ဆိုတာကသူကဆင်းရဲခြင်းကို ဖြစ်စေတဲ့ကာနယုတ်ပေါ့နော်ဒါပေမဲ့မနေ့2နာရီနဲ့နော်2မိနစ်အလွန်မှာတော့ သိတိရုပ်ရတယ်เนาะအဲ့တော့ကျွန်မကခုနပြောတယ်လေเนาะထီကန်ဆန်းမယ်ဆိုရင်နိုဝင်ဘာလ14ရက်နေ့ဟာသိတိရုပ်ရထားတဲ့အတွက်ထီကန်ဆန်းလို့ကောင်းနေနေဖြစ်တယ်လို့เนาะကိုယ့်ရဲ့ငွေကြေးဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်လေเนาะသိတိရုပ်ရထားတဲ့အတွက် နိုဝင်ဘာလ14ရက်နေ့ကလှုပ်ဆောင်တဲ့နေ့ဖြစ်တယ်ပေါ့နော်။အဲရှောင်းရံအမောင်ကာလကိုတော့ကျမကဂယုစိုက်စီကျမတယ်။ရှောင်းရံအမောင်ကာလကတော့မနက်3ည3ည9နာရီကနေမနက်2နာရီနဲ့2မိနစ်အတွင်းကရှောင်းရံအမောင်ကာလဖြစ်ပါတယ်။ဒါ့အပြင်မနက်10နာရီနဲ့30မိနစ်ကနေနေ့12နာရီအတွင်းကအမောင်ကာလဖြစ်ပါတယ်။နော်အဲ့တော့နေ့12နာရီနောက်ပိုင်းမနက် နော်10နာရီနဲ့30မတိုင်ခင်ဒါတွေကလှုပ်ဆောင်လို့ရတယ်ပေါ့နော်ကျမကတော့နော်ဒါတိတ်တိယုတ်ရထားတဲ့အတွက်ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့နိုဝင်ဘာလ14ရက်နေ့မှာလှုပ်ဆောင်တဲ့နေ့လို့ကျမအနေနဲ့အကြံပြုပါတယ် ကံပွင့်လက်ပွင့်စေတဲ့အယောင်ကတော့အနီယောင်ပဲဖြစ်ပါတယ်နော်အဲအနီယောင်နဲ့အဖြူယောင်ဖြစ်ပါတယ်အယောင်နှစ်ယောင်ရှိပါတယ်ကျွန်မကတော့အဲဒီလိုကာလမှာနော်ဟိုအယောင်ကိုကျွန်မကတော့အဖြူပဲဝတ်ဆိတ်ချင်တာပေါ့နော်ဒါကျွန်မဟိုဝတ်ဆိတ်ချင်တဲ့အယောင်ပေါ့နော်အဲ့တော့ဟိုအဖြူတချို့ကလည်းအဖြူမကြိုက်တဲ့လူတွေရှိတယ်လीနော်အဖြူမကြိုက်ဘူးဆိုရင်တော့အနီယောင် ဝင်လို့ရပါတယ်။အရင်မျက်နှာအနေနဲ့ဆိုရင်တော့မြောက်ရက်ဖြစ်ပါတယ်။နော်။ရုပ်ပွားပူဇော်ရမယ့်ခါတာကတော့တန်ဘုတ်ဒီခါတာနဲ့ဂုံတော်ကွန်ချာပဲဖြစ်ပါတယ်။လှူဒန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလှူဒန်းနိုင်ပါတယ်။နိုဝင်ဘာလ15ရက်နေ့ပေါ့နော်။နိုဝင်ဘာလ15ရက်နေ့ကတော့ပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့လုံမကယုတ်နဲ့နော်။ နေ့နက်နှစ်နာရီ32မိနစ်အလွန်မှာတော့တေဆုံးစင်းခြင်းကိုဖြစ်စေတတ်တဲ့ဥပါဒရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့တနေ့တာလုံးအချိန်ခါမကောင်းပါဘူး။ဒါကြောင့်အရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်မယ်ဆိုရင်တော့မလှုပ်သင့်ဘူးလို့ကျွန်မအနေနဲ့အဲ့လိုပဲ အကြံပြုလိုပါတယ်เนาะဘာကြောင့်လဲတနေ့တာလုံးအချိန်ခါမကောင်းတဲ့အတွက်ဖြစ်ပါတယ်เนาะစနေနေ့ဖြစ်တဲ့အပြင်တနေ့တာလုံးအချိန်ခါမကောင်းတဲ့အတွက်အရေးကြီးတဲ့အလုပ်တွေကိုမလုပ်ဖို့ကျွန်မကမေတ္တာနဲ့တိုက်တွန်းပါတယ်ကံပွင့်လက်ပွင့်စေတဲ့အရာကတော့မိကိုရောင်အပြာရောင်အဖြူရောင်ပဲဖြစ်ပါတယ်အယက်နနာနေနဲ့ဆိုလို့ရှိရင်တော့အနောင်မြောက်ရက်ဖြစ်ပါတယ် ရပွားပူဇော်ရမယ့်ဂါထာကတော့ဓမ္မစက်ကြာနဲ့ဓာရဏပရိခုံတော်ကွန်ချာတို့ပဲဖြစ်ပါတယ်။လူတန်းမယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုလူတန်းနိုင်ပါတယ်။နဝင်ဘာလ16ရက်နေ့ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်။တိုးတက်ကြီးပွားခြင်းကိုဖြစ်စေတတ်တဲ့မိတာယုံနဲ့ဖုံးကံကြီးမားခြင်းကိုဖြစ်စေတတ်တဲ့မာနာတယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။နေကောင်းတနေ့ဖြစ်ပါတယ်။ရှောင်းရံအမှောင်ကာလကတော့ညနေ ၄နာရီ30မိနစ်ကနေပြီးတော့ညနေ6နာရီအတွင်းအချိန်အခါမကောင်းပါဘူးဒီကာလကိုတော့ရှောင်စီချင်ပါတယ်ကံပွင့်လက်ပွင့်စီအယောင်ကတော့အဖြူရောင်နဲ့ရောဆက်ထားတဲ့အယောင်တွေဖြစ်ပါတယ်အရက်ညနာနေနဲ့ဆိုရင်တော့အရှိမြောက်ရက်ဖြစ်ပါတယ်လူဒန်းပူဇော်မယ်ဆိုရင်တော့နဝင်းဆုံးကိုလူဒန်းပူဇော်ပေးပါရွတ်ပွားမယ်ဆိုလို့ရှိရင်တော့ပရိတ်ကြီးဆက်သက်တုတ်ကိုတနည်းအားလုံးပရိတ်ကြီးဆက်သက်တုတ်ကိုပူဇော် သင်ပါတယ်။နိုဝင်ဘာလ18ရက်နေ့တနင်္လာနေ့ကတော့ပျက်စီးဆုံးရှုံးခြင်းတွေကိုဖြစ်စေတတ်တဲ့ဝစီယာရုပ်နဲ့မနက်9:00နာရီနဲ့34မိနစ်အလွန်မှာတော့အရိုက်ပုတ်ခံရတတ်တဲ့မူကရရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှင်တော့နေ့ သိမ့်မကောင်းပါဘူးမနက်3:00 3:00နာရီကနေမနက်2:00နာရီအတွင်းမနက်9:00နာရီနဲ့34မိနစ်ကနေပြီးတော့မနက်9:00နာရီအတွင်းအချိန်ခါမကောင်းပါဘူးအဲ့တော့အချိန်ခါမကောင်းတဲ့အချိန်ကိုရှောင်ပြီးတော့เนาะကိုယ့်ရဲ့လှုပ်ဆောင်ရာရှိတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်လေ ဂယုဒီဇိုင်းတွေလှုပ်ဆောင်တင်ပါတယ်တကယ်လို့အရေးကြီးတဲ့ကိစ္စတွေဆိုလို့ရှိရင်တော့နော်နိုဝင်ဘာလ18ရက်နေ့ဟာမလုပ်ပါနဲ့လို့ကျွန်မအနေနဲ့အကြံပြုချင်ပါတယ်။ကံပွင့်လက်ပွင့်စေတဲ့အရာကတော့အဖြူရောင်ဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုရင်တော့အရှိရက်ပဲဖြစ်ပါတယ်။ရွပွားပူဇော်ရမယ့်ခါတာကတော့မေတ္တာသုံးနဲ့ဂုဏ်တော်ကွန်ချာပဲဖြစ်ပါတယ်။ကတ်လူပူဇော်မယ်ဆိုလို့ရှိရင်တော့နဝင်းဆုံးကိုကတ်လူပူဇော်ပေးပါ ဲ့တော့နိုဝင်ဘာလ18ရက်နေ့ထိကျွန်မဟောသွားလိုက်မယ်နော်နိုဝင်ဘာလ18ရက်နေ့ကလည်းပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့ဓွာချရုပ်နဲ့ဖုံးကန်ကြီးမားစေတတ်တဲ့ကေတုရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်အကောင်းအဆိုးရောထွေးနေတဲ့နေ့ဖြစ်ပါတယ်ရှောင်းရင်အမောင်ကာလကတော့မနက်3ည3ည9နာရီကနေမနက်2နာရီအတွင်းနဲ့ညနေ3နာရီကနေညနေ4နာရီနဲ့30မိနစ်အတွင်းကတော့ အချိန်အခါမကောင်းပါဘူးရှင်အဲ့ဒီအချိန်ကာလကိုရှောင်ပြီးတော့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့မနေ့9နာရီ33မိနစ်အလွန်မှာကေတုရုပ်ရထားတဲ့အတွက်ကေတုရုပ်အချိန်မှာတော့လှုပ်ဆောင်လို့ရပါတယ်လှုပ်ဆောင်မယ်ဆိုရင်မနေ့9နာရီ33မိနစ်ကနေပြီးတော့ညနေ3နာရီမထိုးခင်အချိန်တွင်းမှာဒါဟာကေတုရုပ်ရထားတဲ့အတွက်လှုပ်ဆောင်လို့ရပါတယ် ကံပွင့်လက်ပွင့်စေတဲ့အရာကတော့အဖြူရောင်ပဲဖြစ်ပါတယ်။အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်ရက်ဖြစ်ပါတယ်။ရွတ်ပွားပူဇော်ရမယ်ခါတာကတော့ဂုံတော်ကွန်ချာနဲ့သီရတိမ်မီနော်သီရတိမ်မီဂုံ ကိုလုံခါရလို့လည်းခေါ်ပါတယ်เนาะတိရသိမ့်မေဂုံတော်ကွန်ချာနဲ့เนาะကျမတို့ဒါဒနာပရိတ်ကိုပူဇော်ပါလို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်လူတန်းမယ်ဆိုလို့ရှင်เนาะနဝင်းဆုံးကိုလူတန်းနိုင်ပါတယ်အဲ့တော့နဝင်မာလာ၁၈ရက်နေ့ထိကျမကနေ့လိုက်ဆောင်ရံဆောင်ရံလေးကိုပြောပြီးသွားပါပြီအဲ့တော့ချက်တော်သူများအားလုံးကျမချပါစီချမ်းသာကြပါစီနှလုံးစိတ်ဝမ်းအေးချမ်း၍ဘေးကင်းလို့ရပြည့်ကြပါစီရှင် จมารุเปลี่ยนส่งมาเมเนาะ